ချက်စီအသေးအနေနဲ့ကဒါပေမဲ့ဒီပွဲစဉ်ဒီကျွန်တော်ကတခုဟိုချက်စီဘက်ကနေစဉ်းစားကြည့်တာပေါ့သူတို့နှစ်ခါမရနိုင်တော့တဲ့အခွင့်အရေးပဲဒီပွဲစဉ်ဒီဘာလို့လဲဆိုတော့ဒီတရားဒီလုံးမှာဒီထက်ကောင်းတဲ့အခွင့်အရေးဆိုတာကိုပေါ်ကြမှာတော့ထပ်ပြီးပေါ်လာအောင်ပါလက်ရှိအမှတ်ပေးချက်ရည်တည်မှုရဆိုချက်စီဒီ128 row ထဲမှာရှိတယ်ပေါ့နော်ဆိုတော့7ပေါ့ဆိုတော့ဒီနေသားမှာအဆင့်6နဲ့8နဲ့စပါနဲ့မိုင်နဲ့တွေ့မယ်အဆင့်1နဲ့4စန်ဒါလန်နဲ့အာဆင်နယ်နဲ့တွေ့မယ်နော်အဆင့်2နဲ့3မန်စီးတီးနဲ့လီဗာပူးတွေ့မယ် ဘုံမောက်ကဟိုဟာ Aston Villa နဲ့အဝေးခွင့်သားကံအဲ့တော့ဒီအနေအထားမှာ Chelsea ဒီကံကောင်းလို့ရှိရင်အဆင့်3လောက်တိရောချက်ချင်းခုန်တက်သွားနိုင်တဲ့အနေအထားဖြစ်တယ်အဲ့တော့1 to 8 rule ထဲမှာကိုယ့်အပေါ်ကောင်နေအချင်းချင်းပတ်တွေ့နေတဲ့အချိန်မှာကိုကတရာဒီလုံးတပွဲမှမနိုင်သေးတဲ့အသင်းနဲ့အိမ်ခွင်းမှာခေါ်ပြီးတီးရမှာဖြစ်တဲ့အတွက်ဒီထက်ကောင်းတဲ့အခွင့်အရေးစားတရာဒီမှာမရှိဘူး နဲ့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ preview အစီအစဉ်လေးကိုတင်ဆက်ပေးညာဖြစ်ပါတယ် premier league ဒါစနေနေ့ညမှာပွဲစဉ်တွေရှိရတဲ့အထက်ညနေတကောင်မှာရှင်ပြန်ကစားမယ် Chelsea နဲ့ Wolves တင်လို့ရပွဲကျော်36ကိုကျွန်တော်နဲ့အတူညီလေးထက်ဆိုးလို့အတူတကောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါဆိုအဲ့တော့ Chelsea ပြည်သက်တွေကတော့တော်တော်တင်းနေကြပြီပေါ့နော်တင်းနေကြပြီဆိုတော့ဘာကြောင့်လဲဆိုတော့အခုတို့ Corabao နဲ့ပွဲမှာသူ့ရဲ့ cancel ပိုင်းလူထုတ်ပုံကအရန်ကိုမေးခွန်းထုတ်เสียကောင်းခဲ့ရပေါ့နော်ဒါ Chalobah တို့ အချင်းပေါင်းပို့နောက်ပြီးတော့ဒီတိုင်း format format တခုတွေ့နေတဲ့ကစားသမားတွေကိုခောက်ပြီးတော့ hardo နဲ့အာတူစင်းနဲ့ကိုတွဲလိုက်တယ်ဗောနော် form out နေတဲ့ကစားသမားတွေလို့ပြောလို့ရတယ်ဗာ hardo ဆိုလဲ water ခွနဲ့တယ်ဗောနော် game တိုင်းနဲ့ဆိုတော့အဲ့တော့ညီလေးလက်ရှိဒါ morris ကဝေဖန်နေတဲ့အပေါ်လေး current chelsea ရဲ့အခြေအနေလေးစပြီးတော့ပြောပြပါဟုတ်ဟုတ် morris ကတော့ပုံမှန်အဖြစ်ကျွန်တော်မြင်တဲ့အမြင်ကသူကအပွဲချုပ်ပြင်ဆင်မှုနည်းနည်းလေးအားကောင်းတဲ့အထဲမှာတော့ ပါတယ်ငါကသူ့ရဲ့ငါကတိုက်အရာဒါပေမဲ့ခုနပြောလို့ quarterback နဲ့ပွဲစဉ်မှာတော့ဒီ champion league နဲ့ premier league နဲ့ရောက်လာတဲ့အချိန်တွေမှာသူ့ရဲ့နီးပြတ် career မှာကျတော့သူကဒါမျိုးတွေကို manage လုပ်ခဲ့ရတဲ့အတွေ့အကြုံမျိုးမရှိဘူးအဲ့တော့သူဒီ champion league အဲ့လိုကြောင်ဖတ်နေတဲ့အချိန်မျိုးမှာဆိုရင်သူကအရှိရပွဲစဉ်တွေမှာပါတော်တော်ပြီး effect ဖြစ်တာမျိုးကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့အာဒီယာဒီအစကတည်းက Bayern Munich နဲ့ကန်ကန်ဒီအချိန်မှာ Brandfo နဲ့ပွဲစဉ်မှာဆိုသူအမှတ်ဆုံးရှုံးသွားတာမျိုးရှိတယ်အဲ့တော့ champion league နဲ့ဆိုရင် ကဲ့ရဲ့ကဲ့ရဲ့မှာနှစ်ပွဲစလုံးကိုနိုင်ွားတဲ့ဟာမျိုးကနည်းနည်းလေးခက်ခဲတဲ့ပုံစံလိုမဖြစ်တာပေါ့ဥမာပြီးခဲ့တဲ့မိနစ်ကကြာတော့ conference league ကကြာတော့သူက team A နဲ့ team B ဆိုပြီးနှစ်သိန်းခွဲပြီးသွားလို့ရတဲ့အနေအထားမျိုးရှိတယ်ဒီရာဒီမှာကြာတော့လူကိုမျှပြီးတောင်းတယ်ဒီကြားထဲမှာဒိုင်ယာပြဿနာကလည်းသူ့မှာတော်တော်လေးများတဲ့အနေအထားမျိုးရှိတယ်အခုဆို La Via တို့ကတော့ဆက်ကြန့်ခိုင်မှုပြဿနာလေးနည်းနည်း ပြန်ရှိနေတဲ့ပုံစံလိုမျိုးဖြစ်တယ်အဲ့တော့ခံစပိုင်းမှာသူနေရာထားတဲ့ပုံစံနေရာတော့ဝေဖန်လို့တော့ရတယ်ဒါပေမဲ့သူ့မှာလည်းကျွန်တော်မြင်တာပေါ့နော်ရွေးလူအဖြစ်ရွေးချယ်စရာဟိုပြင်လွယ်ပြောင်းလွယ်ဖြစ်စရာတိတ်အများကြီးလည်းမရှိနေဘူးပေါ့အဲ့တော့ခံစစ်မှာတကယ်တမ်းဒေါန်တော်မီအားကိုးရတာဒီအစွန်တစ်ဘက်ကဂျိမ်းဆက်ကူကူရယ်လာနှစ်ယောက်လောက်ပဲစန်တာဘက်ကကျွန်တော်မြင်လာတော့ဘသူတက်တဲ့တာပဲတဲ့ပါပုံစံပဲနည်းနည်းလေးပြောင်းသွားတာအမဲမီးကိုရယ်ခံမိုင်းမိုင်းအမဲဒီလိုပဲကြော်သွားပြီးတော့ အဲ့ဒါကန်ဟိုချလိုပါလောက်ပဲနည်းနည်းလေးအပေါ်ရောက်နေပြီးဖိုဖာနာတော့တူစင်တို့အဲ့ဒီအချင်းပေါင်းတို့ကြတော့လေလက်ရှိပေးနေတဲ့ output ကတော့တယောက်နဲ့တယောက်တိတ်မကွာဆိုတော့ဒီတယောက်ကဒီဘွဲကောင်းရင်နောက်တယောက်ကဒီဘွဲကောင်းတယ်အဲ့ကြရင်တယောက်ကပြန်ညက်သွားပြန်အောင်ပေါ့အဲ့လိုမျိုးဆိုတော့အဲပုံမှန်ပါပဲ Chelsea ရဲ့ပုံစံကတော့အခုကတော့ဒီ Chelsea ကတင်းစီဆောလိုမျိုးပဲတည်ရမလားစီဆောစီးရင်ဟိုတစ်ဖက်ထောင်တစ်ဖက်လဲနေပါဘောနော်အဲ့တော့ တိုက်စစ်ပိုင်းမှာကျတော့ထဲ့စရာတွေကတဘုံကြီးအများကြီးပဲအကုန်ပြန်ကောင်းလာရင်ဆိုရင်အပူလို့ရှန်တော့ရှန်နေသေးရပါတော့ခန်းစစ်မှာလူကိုမရှိတာအဲ့အတွက်လည်းဒါဘုတ်ဖက်နဲ့လည်းဆိုင်တာပေါ့နော်သူလူတော့တောင်းခဲ့ပါသေး whatever ဘာပဲပြောပြောလက်ရှိခေါ်ထားတဲ့လူနဲ့လက်ရှိရှိရဲ့ခန်းစစ်ကြောင်းကလည်းချာလိုပါတို့ပါတို့ကလည်းအိုးဘလိုပြော proven တခုတော့ပြခဲ့ပြီသားပါမနစ်ကလည်းသူကောင်းကောင်းမပြခဲ့သူတော့အာဂိုစကြီး palace ကနေရာဒီကွက်လောက်မှာပြန်ခေါ်ထားတာဆိုတော့အဲ့တော့အဲ့ဒီအချိန်လေးရှိခဲ့ဆိုတော့ ခန်းစစ်ပိုင်းလေးမှာနည်းနည်းဒီထက်ပိုပြီးကင်တွဲလို့ရတယ်။နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲခြေစွမ်းမတည်ငြိမ်ဘူးတော့ချက်စီရဲ့အဓိကပြဿနာအခုအမြင်ကတော့မတည်ငြိမ်တာ consistency မရှိတာပေါ့နော်။ system တစ်ခုကြာနေအသည်မဟုတ်သေးဘူးွာသေးတာအဲ့အစင်ရဖို့အများကြီးကြိုးစားနေတဲ့အသည်ပေါ့နော်လူငယ်တွေနဲ့တိဆောက်တယ်အဲ့မှာအတင်းမှာအခုအမြဲတမ်းအပတ်တစ်ဆင့်ပြောနေကြတခုရှိအထိုင်မရှိတာ control လုပ်သွားမဲ့ senior level ဒီအထိုင်ကစားသမားတွေမရှိတော့လူငယ်စားမားတွေကဖြစ်ချင်တိုင်းဖြစ်နေလို့ဖြစ်နေဖြစ်ချင်တိုင်းလှုပ်ချင်တိုင်းလှုပ်နေတယ်တို့ကိုယ်နဲ့မှာအဲ့ဒါလေးပေါ့ကန်ကျင်စိတ်လှုပ်ချင်စိတ်တွေများတယ်ဒါပေမဲ့အထင်းကိုမဲ့နေလို့ခံစားရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာရော Chelsea ကဘယ်လိုမျိုးလာမယ်ထင်လဲအအသာစီးတော့ရမှာပါအညီမင်းမြင်နေပြောပါဒီပွဲတော့ရမှာပါဒီပွဲတော့ရမှာကျွန်တော် Chelsea ရဲ့ပြဿနာအခုခုနပြောသွားသလိုပါပဲအဓိက consistency သူတို့မရှိဘူးနောက်တစ်ချက်က နိုင်ငံရေးပွဲစဉ်တွေကြီးလိုက်လို့ရှိရင်ဆက်စီမနိုင်တော့တော့ဘူးလို့ထင်တဲ့အချိန်ကျရင်တို့နိုင်ပွဲရအောင်ဆိုပါဗျာ။အော်နိုင်ပါပဲလို့တွေးရပွဲကြတော့လေမနိုင်ဘူး။ဒါကာရာဘတ်တို့ဆန်ဒါလန်တို့ဆိုတာအာဒီပွဲတော့ချက်စီတီဗီဆိုပြီးထင်ထားတဲ့အချိန်ကျတော့မရတော့လီဗာပူးတို့စပါးတို့နဲ့အာဒီတိုင်းဆိုရင်တော့အရမလွယ်လောက်ပါဘူးဆိုတဲ့အချိန်ကျတော့နိုင်ပွဲကိုရအောင်ယူပါ။အဲ့တော့ချက်စီကပြောင်းပြန်ပြစ်နေတဲ့ပုံစံလိုပဲဖြစ်တာဒီတပွဲကတော့နည်းနည်းလေးခုနပြောသလိုပေါ့ဒီလောက်ကတော့နိုင်ပါတယ်ကွာလို့တွေးရပေမဲ့လေအဲခုနက ပြောရတဲ့ mindset ကတော့နည်းနည်းပြန်ပြီးဝင်နေတာပေါ့လေအဲ့တော့ Chelsea အသင်းအနေနဲ့ကတော့ဒါပေမဲ့ဒီပွဲစဉ်ကြီးကျွန်တော်ကတခုဟို Chelsea ဘက်ကနေစဉ်းစားကြည့်တာပေါ့သူတို့နှစ်ခါမရနိုင်တော့တဲ့အခွင့်အရေးပဲဒီပွဲစဉ်ကြီးဘာလို့လဲဆိုတော့ဒီတရားဒီလုံးမှာဒီထက်ကောင်းတဲ့အခွင့်အရေးဆိုတာကိုပေါ်ကျမတာထပ်ပြီးပေါ်လာအောင်ပါလက်ရှိအမှတ်ပေးချက်ရည်တည်မှုရဆို Chelsea ဒီ128 row ထဲမှာရှိတယ်ပေါ့နော်ဆိုတော့7ပေါ့ဆိုတော့ဒီနေသားမှာအဆင့်6နဲ့8နဲ့ Spa နဲ့ Man United နဲ့တွေ့မယ် အဆင့်1နဲ့4စန်ဒါလန်နဲ့အာဆင်နယ်နဲ့တွေ့မယ်နော်အဆင့်2နဲ့3မန်စီးတီးနဲ့လီဗာပူးတွေ့မယ်ဘုံမောက်ကဟိုဟာအက်စတန်ဗီလာနဲ့အဝေးခွင်းသားကံအဲ့တော့ဒီအနေအထားမှာချဲစီးတီးကံကောင်းလို့ရှိရင်အဆင့်3လောက်ထိချက်ချင်းခုံတက်သွားနိုင်တဲ့အနေအထားဖြစ်တယ်အဲ့တော့1 2 8 room ထဲမှာကိုယ့်အပေါ်ကောင်နေအချင်းချင်းပတ်တွေ့နေတဲ့အချိန်မှာကိုကတရားဒီလုံးတပွဲမှမနိုင်သေးတဲ့အသင်းနဲ့အိမ်ခွင်းမှာခေါ်ပြီးတီးရမှာဖြစ်တဲ့အတွက်ဒီထက်ကောင်းတဲ့အခွင့်အရေးဆိုတာတရားဒီမှာမရှိဘူးဒါပြီးရင် international break ဆိုတော့ caravan နဲ့တည်ကြတာကိုလည်း ဖာလို့ရမယ်။ကံကောင်းရင်အဆင့်3လောက်နဲ့ international break နှစ်ပတ်လည်းနားလို့ရပဲ။အဲတော့နိုင်မွေးမရှိသေးတဲ့အတင်းလည်းဖြစ်တဲ့အတွက်အိမ်ခွင်းမှာပရိသတ်ကိုလည်းပြီးခဲ့တဲ့ပွဲစဉ်တွေကအိမ်ခွင်းမှာရှုံးနိမ့်တာနဲ့ရှုံးကြွေးတွေကိုမျက်နှာပြန်ပြီးပြလို့ရမယ်။ဒါပြီးရင်လာမယ့်အိမ်ခွင်းပွဲစဉ်တွေကလည်းအခုခက်ခဲတဲ့ပွဲစဉ်တွေပါတယ်။ဥပမာ Chelsea က Arsenal Stamford Bridge ကိုလာကစားမှာတော့ဒါမျိုးတွေဖြစ်တဲ့အတွက်ဒီပွဲစဉ်တွေအိမ်ခွင်းပရိသတ်ကိုစိတ်ကြင်နှံမှုပေးဖို့အတွက် ရောဇရာယက်တီမှုအရာဒီထက်ကောင်းတဲ့အခွင့်အရေးဆိုတာမရှိတော့တဲ့ပွဲပေါ့ကျွန်တော်အဲ့လိုမြင်တယ်။ဒါစင်ဘောလောက်သွင်းမလားမသိ။အဲဒါခိုင်းကြဟုတ်တယ်မထင်မထင်လို့လောက်တာဆိုတော့လေဒါပဲဒီဒီဘောမှာတော့အကိုလည်းကြောက်တော့ကြောက်တော့ဒီဘောမှာချက်စီးနိုင်မယ်လို့အကုန်လုံးကယုံကြည်နေကြရမယ်ဆိုရင်နော်။ Wolves ကိုပဲအကိုလိုအများကြီးပြောစီရမယ်။ Wolves ကလက်ရှိနီးပြလဲဖြုတ်ထားတယ်။နောက်ပြီးတော့နေရာဒီဇက်ထင်တယ်။အကိုလိုပွဲဥတော်၁၀ဝဲနိုင်ဝဲဆက်ပြောက်တော့ Wolves ကလက်ရှိအနေထားမှာရော Chelsea ကိုတကယ်လို့များနည်းနည်းလေး danger ပေါ့နော်။နည်းနည်း anti ပြုတ်နိုင်မယ်ဆိုရင် ဘာဘယ်ဘိုင်းတော့ရှိမလဲပေါ့နော်အဓိကတော့တိုက်ဆက်ဘိုင်းပေါ့ wolf ကိုကျွန်တော်မြင်လာတာလေအဲဘာလဲဆိုတော့ကျွန်တော် wolf ရဲ့ပွဲစဉ်တွေတော်တော်များများကြည့်ပါတယ်ကြည့်ကြည့်ပြတယ်ပေါ့နော်ကြည့်ပြတဲ့အခါမှာအထူးသဖြင့်အဲ chelsea နဲ့အခုဂျားရဲ efl cup မှာဆိုလေမြင်တဲ့အတိုင်းပဲသူတို့2-3ဖြစ်တယ်2-4ဖြစ်တဲ့အချိန်မှာ3-4ကိုရအောင်တော့သူတို့တဆင့်တော့ရသလောက်တလိုက်ချက်မယ်ဒါပေမဲ့အဲ့ performance ကိုပြဿနာအဝေးဝန်းမှာမမြင်ရတာအိမ်ဝင်းကတော့သူတို့ရသလောက်တော့ညှက်နေညှက်နေဆိုတာပြီးခဲ့တဲ့ဘန်လီနဲ့ပွဲစဉ်မှာဆိုလေသူတို့နိုင်မှုစူးစမ်းတယ် ကြိုးစားပေမဲ့လေတူးတူးကိုယ်ကတိုက်နေရင်လည်းပြန်ကြော်သွားပြီးတော့90ကျမှ goal ပေးလိုက်ရအဲ့တော့ Chelsea နဲ့ EFL မှာ goal ပေးရတာလေအဲ့ minute 80ကျော်နောက်ပိုင်းမှာအဲ့တော့ Wolves ဒီနောက်ဆုံးပွဲစဉ်တို့3ပွဲလောက်ထဲနေအဲ့3ပွဲလောက်မှာဆိုရင်အဲ့85နောက်ပိုင်းလောက်ကျမှ goal ပေးလိုက်ရဆိုလို့ကျန်တာရသလောက်တော့တို့အမှတ်ကိုတော့ရဖို့တော့ကြိုးတော့ကြိုးစားတယ်ပြီးရင်ဒီမှသာပါပါသွားတာပဲအဲ့တော့အရင်ခြေပြက်ရုပ်ပြက်ဆင်ပြက်အဲ့လိုမျိုးကြီးရှုံးတာမျိုးတော့နေလာတာပေါ့လေတဖြည်းဖြည်းနဲ့တော့တို့ခြေစွမ်းရသလောက်မြှင့်ထုတ်ပြီးတော့အပြန်အလှန် goal တွေ ရအောင်ယူတာလေအဲ twin ကိုတော့အဓိကအားပြုပြီးသွားနေတာဒါပေမဲ့ခံစစ်ကအပေါက်ကြီးဖြစ်နေလို့ဒါတို့အမှတ်မရတဲ့ပုံစံလိုမျိုးဖြစ်နေတာပေါ့နော် wolf နေနဲ့ဒုက္ခပေးမယ်ဆိုရင်တော့ chelsea ကလည်းခံစစ်မှာသွားညံ့နေတယ်ပြီးတော့ wolf ကလည်းတိုက်ဆက်ကတော့ဟိုဂိုးရတယ်ပေါ့နော်တိုက်တိုက်ဆက်ကတော့ဂိုးရတယ်ပြီးခဲ့တဲ့ဘက်ကလွယ်လို့ရှိရင်ကျန်တာတွေကဂိုးတွေရလာတဲ့အနေအထားဆိုတော့အဲဒီနှစ်သိန်း efm မှာတွေ့တော့လည်းအပြန်လဲဂိုးတွေနဲ့ဖြစ်တာဆိုတော့ any ပေးမယ်ဆိုရင်တော့တိုက်ဆက်ပိုင်းလိုပဲမြင်တယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ chelsea ကတော့ညီလေးပြောလို့ တော်တော်ဆုံးတယ်ရှေ့ကအသေးနေတွေ့နေတဲ့နေရာဒီလိုပွဲမျိုးမှာအမှတ်မရှာထားရင်ဒီလိုပွဲမျိုးနိုင်ရင်နံပါတ်3လောက်ထိတက်နိုင်တယ်ဗောနော်အနည်းဆုံးအဲ့ဒီပုံစံမျိုးကြီးကြတော့နိုင်မယ်လေထင်ပါတယ်အဲ့တော့နောက်ဆုံးတော့ပွဲရလဲပေါ့အရှိ Chelsea ရဲ့အနေထားနဲ့ဖြစ်နိုင်ခြေသေးပေါ့ဟုတ်အဲ Chelsea ကတော့ကျွန်တော်ကပြောရသလိုပဲဒီပွဲစဉ်ကတော့အရန်ကောင်းတဲ့အခွင့်အရေးဖြစ်တဲ့တို့နိုင်ပွဲပြန်ရှာသင့်ပြီလို့ထင်တယ်အဲ့တော့ Wolf ကတော့ဟိုတခါတလေကြာရင်တော့ကျွန်တော်တို့ဒီအတိုင်းပဲ new manager bounce back ကအဲ့ဒါလည်း တခါတလေပဲကြည့်ရသေးတယ်တဲ့ပါအဲ့တော့ကိုနဲ့မတွေ့ခင်တော့သူ့အတူရလက်စိုးနေတာအကောင်ကိုနဲ့တွေ့ခင်နေကြမှာနီးပြထုတ်လိုက်ရင်ဘာဖြစ်နီးပြထုတ်လိုက်ပြီဆိုရင်ကစားသမားတစ်တည်းကအရင်နေရာမရတဲ့ကစားသမားတွေကလည်းနီးပြအောင်သူတို့သူတို့အစွမ်းစားကိုပြကျင်တယ်ငကူနေရာရပြီးသားလူကလည်းဒီနီးပြဆက်ပြီးယုံကြည်အောင်လို့နောက်လာမယ့်နီးပြတဲ့ကိုဆိုတော့ဒီတပွဲနှစ်ပွဲမှာကြတော့ငကူရှင်းစွဲတော့ပူပြီးတော့အားထုတ်တတ်တဲ့အစဉ်လာမျိုးရှိရအောင်ဆိုတော့အဲ့ဒီအချက်ကလေးတစ်ချက်ကတော့စောင့်ကြည့်အောင်ဒါပေမဲ့ wolf ကကြတော့အခုကယာယီနီးပြနေပဲဒီပွဲကိုသွားမယ်ပုံစံလိုမျိုးဖြစ်နေတော့ အာ new manager bounce back ကိုတော့တစ်ချက်စောင့်ကြည့်ရမယ်အနေထားပေါ့အဲ့တော့ကျွန်တော်ကတော့ချက်စည်းအသင်းဒီပွဲကပြတ်ပြတ်သားသားနိုင်မဲ့ပွဲစဉ်လို့တော့ထင်ပါတယ်ဂိုးတကိုးလောက်တော့ပြန်ပေးရမယ်ဒါပေမဲ့3 1 4 1လောက်နဲ့ချက်စည်းနိုင်သွားမယ်လို့လည်းထင်တယ်အကိုကတော့ချက်စည်းအသင်းခံမှန်းလားအကြောက်ဆုံးပဲဒါဆိုတော့ဟိုဒီအသင်းကြောင့်ကောင်းကောင်းသိနေလို့သိရမလားဒါကအဲ့လိုမျိုးအဓိကတော့နိုင်မဲမထင်နိုင်မဲအဲနိုင်မဲမထင်ဘူးလို့ပွဲကြရင်ချက်စီအပိုင်သာယူနိုင်တယ် ဟုတ်ပြီနိုင်ပါသေးချတယ်ဒီဘက်ချယ်ဆီကအေးဆေးပါကွာ3-5ဦးတုံးမတွင်းဘူးအာဒုက္ခတွေရအောင်လေတကူတုံးဖို့အဲ့တော့မထင်မှန်ဖဲနဲ့ကတ်နိုင်သွားမျိုးလဲအဲဖြစ်နိုင်တယ်ပေါ့နော်အကိုကတော့အဲ့လိုလေးတော့ရေးချင်တယ်ဒါမှမဟုတ်လဲ3-1လောက်တော့ဖြစ်မယ်ထင်တယ်2-1မဟုတ်ရင်3-1ပေါ့နိုင်မတော့တေချာနိုင်မတော့3-1တေချာပေါ့နော်အဲ့တော့2-1 3-1အဲ့လောက်အဲ့လိုပြိတက်ကိုစိတ်ချမ်းသာအောင် လုံးပေးပါမလားဗောနော်အဲ့တော့2131လောက်တော့အကိုကတော့ခံမှန်းပါတယ်အဲ့တော့အကိုတို့ဒီကတော့နည်းနည်းညှင့်နေတယ်ဗောနော်အဲ့တော့အဲ့ဒီပွဲအကြောင်းမှအကိုတူတူကြည့်ကြတာဗောဟုတ်ကဲ့ပါဒါကျွန်တော်တို့ The Sports Corner ရဲ့ preview ပွဲစဉ်တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်စနေနေ့ညတနင်္ဂနွေနေ့မနက်2နာရီခွဲမှာ Chelsea နဲ့ Wolves တို့အချိန်ပြန်ကစားမဲ့ပွဲကိုကျွန်တော်တို့ညီကိုညောက်က Chelsea အနိုင်ရမယ်လို့ခံမှန်းထားပါတယ်အဲ့တော့ကြည်ပေးကြတဲ့ညီကိုတယောက် Chelsea တိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီးအားပေးသွားလို့ရပါတယ်ဆိုတဲ့အကြောင်းလေးတင်ကောင်းပါလို့ပါတယ်အားလုံးပဲကျွန်တော်နောက်ပွဲတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ